အငင်းပွားနေတဲ့တောင်တရုတ်ပင်လယ်မှာတရုတ်ရဲ့ပိုများလာတဲ့ရန်စမှုတွေနဲ့ရင်ဆိုင်နေရတဲ့ဖလပိုင်ကလုံခြုံရေးမဟာမိတ်ဖွဲ့မှုတွေဆက်လက်တိစောက်နေချိန်နယူးဇီလန်နဲ့ဖလပိုင်တို့ဟာဧပြီ30ရက်မှာစေအေးသဘောတူညီမှုတရက်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဂီဗာတိုတီရိုဒိုရိုနဲ့နယူးဇီလန်ကာကွယ်ရေးဝန်ကြီးဂျူဒစ်ကိုလင်းတို့ကြားနိုင်ငံတက်တွေအပြန်အလှန်လာရောက်ခွင့်ဆိုင်ရာသဘောတူညီမှုလက်မှတ်ရေးထိုးပွဲကိုဖိလစ်ပိုင်သမ္မတမာကိုစတက်ရောက်ခဲ့ပါတယ်။ဒီသဘောတူညီမှုအရနိုင်ငံတဲကဘယ်နိုင်ငံမှမဆို ပူရဲစီလေ့ကျင့်မှုတွေလုပ်တာတခြားပူပေါင်းဆောင်ရွက်မှုတွေပါဝင်စစ်တပ်တွေအပြန်အလှန်ဝင်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒီသဘောတူညီမှုကိုနယူးဇီလန်ရာရှိတွေကအတည်ပြုထားပြီးဖြစ်ပေမဲ့အသက်သွင်းဖို့အတွက်ဖိလစ်ပိုင်ထက်လွတ်တော်ကအတည်ပြုရအောင်မှာဖြစ်ပါတယ်။ဖိလစ်ပိုင်ရဲ့လုံခြုံရေးမဟာမိတ်ဖွဲ့မှုတွေကြောင့်တရုတ်ကမကျေနပ်ဖြစ်နေပြီးတော့ဖိလစ်ပိုင်မှာအမေရိကန်ဒုံးကျည်စနစ်ချထားမှုနဲ့ပတ်သက်လို့ကန့်ကွက်ထားပါတယ်။ပြီးခဲ့တဲ့နှစ်ဇူလိုင်လမှာလဲဖိလစ်ပိုင်ဟာဂျပန်နဲ့အလားတူစာချုပ်မျိုးလက်မှတ်ရေးထိုးခဲ့ပြီးတော့တရုတ်ကဒေတာတွေမှာစီးအဖွဲ့တွေမလိုအပ်ဘူးလို့ပြောကြားထားပါတယ်။ ဖိလစ်ပိုင်မှာအမေရိကန်ကဒုံးကျည်စနစ်ချထားတာကြောင့်ဒေတာတွင်လက်နက်ရှင်ပြိုင်မှုဖြစ်လာနိုင်တယ်လို့တရုတ်ကသတိပေးထားပါတယ်။ဖိလစ်ပိုင်ကမိမိတို့ပြည်တွင်းရေးရာတွေမှာဝင်မဆွတ်ဖို့တရုတ်ကိုပြန်လည်ပြောကြားထားပါတယ်။ တမရဟောင်းဒူတာတေးလက်ထက်ကတရုတ်နဲ့ဆက်ဆံရေးအဆင်မပြေဖြစ်တာမျိုးမရှိခဲ့ပေမဲ့တမရမာကိုစ်လက်ထက်မှာတော့ဖိလပိုင်ဟာဆေးမဟာမိတ်ဖွဲ့မှုတွေတွုံးမြင့်လှုပ်ဆောင်နေပါပြီ။တရုတ်ရဲ့ရန်စားမှုတွေကိုတားဆီးရေးဖိလပိုင်တွေနဲ့တခြားခင်မင်တဲ့နိုင်ငံတွေနဲ့ဆေးမဟာမိတ်ဖွဲ့သွားအောင်မှာဖြစ်တဲ့အကြောင်းဖိလပိုင်ကာကွယ်ရေးဝန်ကြီးကပြောကြားထားပါပြီ။တရုတ်ရဲ့ရန်လိုတဲ့လုပ်ရက်တွေကြောင့်နောက်တစ်ချိန်တောင်တရုတ်ပင်လယ်မှာဖျက်ဆီးသွားလာခွင့်ပြိပင်ခံနိုင်တဲ့အတွက်နိုင်ငံတကာနဲ့ဆိုင်တဲ့ပြဿနာတစ်ခုအဖြစ်ရှုမြင်တင်တယ်လို့ဖိလပိုင်ကပြောဆိုထားတာဖြစ်ပါပြီ။